Hello အားလုံးမင်္ဂလာပါ Welcome to Sue's Blog Hello အစရင်ဒီဗီဒီယိုလေးရဲ့ခေါင်းစဉ်မျိုးစကြရအောင်ဒီဗီဒီယိုရဲ့ခေါင်းစဉ်ကတော့ Sue UK ရောက်ပြီးတော့မှကိုယ့်အတွက်အင်အားတင့်စီရဲ့အချက်6ချက်ကိုပြပြပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးမဲ့ဗီဒီယိုလေးဆက်ကြည့်ပေးကြပါနော်ဆိုပထမဆုံးချက်ဒီမှာ list လောက်ထားတယ်ပထမဆုံးအချက်ကတော့ဒီမှာ sign เนี่ยအစိုးရဆိုပိတ်တယ် ထူးထပြစနေတဲ့နေငွေဆိုရင်သူတို့က9နိုင်6နိုင်ဆိုပိတ်သွားတယ်။ပြောဆိုဆိုရောက်ရောက်ချင်းကရောက်ရောက်ချင်းကဟိုကအကြောင်းလာတတ်တော့ကျောင်းတက်တော့ဆိုရောက်ရောက်ချင်းအဲ့ငါတခုဝယ်ချင်းနေဘောဒါမှမဟုတ်ဘယ်ချင်းလဲဆိုတာကြည့်လိုက်တော့ဟောဟိုက9နိုင်9နိုင်ခွဲပေါ့အဲ့နေငါဝယ်မယ်ဆိုကြည့်လိုက်တော့ Google Map မှာကြည့်လိုက်တယ်။ဆိုဟာမရှိဆိုင်ဝယ်အဲ့နော်လို့ဘာလို့လဲပေါ့အစိုးရပြိတ်တယ်ပေါ့အဲ့နဲ့နောက်ရက်တည်လဲတောက်ချောက်ရှိရသူက ဟိုဟာ6နိုင်9နိုင်ဆိုပိတ်ပြီပေါ့နော်အဲ့တော့တန်ညရောဖြစ်ခဲ့အော်ဘာဖြစ်လို့စစောပိတ်ရလဲပေါ့သူတို့အလုံးမလုံးချင်ဟာအလုံးမလုံးလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ sorry ပါတဲ့သူတို့စနေနေ့မှာဆိုရင်ဒီမှာ Christian ဒီများတဲ့အတွက်ကြောင့်မျိုးသူတို့ဖခင်ကြောင့်တက်တာတို့ပါတော့အဲ့လိုစနေနေ့မှာအဲ့လို grocery store ရာစားအဲ့လိုစောစောပိတ်ပြီးတော့မှသူတို့အဲ့လိုလောက်ခွင့်ပေးရပေါ့နော်သူတို့ရဲ့ personal အကြည့် time နဲ့အဲ့လိုလိုလေးပြီး life balance ရှိအောင်လုပ်တဲ့ရဖြစ်ပါတယ်ဆိုဒုတိယချက်ကပါလေဒုတိယချက်ကတော့ဆူရရောက်ချိန်မှာအရန်အရန်အရန်လန့်သွားတဲ့အချက်ကတော့ရည်ဖြစ်ပါတယ်တောက်ရည်တက်တောက်ရည်တက်ပြောပြအောင် ဘလို့လဲဆိုတော့အဲ့တုန်းကရောက်ရောက်ချေရလဲအဲ့လိုပဲ quarantine လုပ်ရတဲ့ covid အခြေမို့နော်ဆိုတော့အဲ့မှာ quarantine လုပ်နေချိန်မှာကိုယ်ရည်ဘူးလဲကြိုဘူးမဝေထားဘူးကိုယ်ရောက်ရောက်ချေမှာမမတိတည်ဘာမှမတိဘူးခင်းတဲ့လူလည်းမရှိဘူးဆိုတော့အဲ့နဲ့အော်ရေရေတောက်ရှင်နေပေါ့ရေစာရေရေဘလို့တောက်အောင်လဲဆို reception တောက်မြေ reception အာအလောက်တောင်အလောက်တော့ဟာတာဖြစ်တယ်ဘောနော်ဆိုတာအဲ့နဲ့ reception တောက်ပြီးတော့ reception ကအဲ့ tap water တောက်လိုက်ရရေပေါ့အဲ့နဲ့ ဘောချတော့လို့ရရဲ့အေးရေးပိုက်ကငါဟိုကငါဟိုပကံစည်းရမဟုတ်လားဟိုအဲ့ပြောမှပြောမှ line ပေါ်မှာတော့ရှာတကယ်တော့လို့ရလားတော့နဲ့တကယ်တော့လို့ရဆိုအော်ဒုက္ခရလို့ငါတော့လူသူများရှိပါလို့တည်ပါလားအဆက်ဒီကိုရအောင်နော်အဲ့တော့ဒုတိယချက်ပါဆိုတော့အခုတတိယချက် sharing လုပ်ပေးမှာဖြစ်ပါတယ်တတိယချက်ကဘာလို့ဖြစ်ပါလဲတတိယချက်ကတော့အဲ့ဒါလည်းအရေးကြီးရဲ့ဆိုဒီအာရှမှာ ဟိုဟာအင်တာနဲ့ပတ်သက်ပြီဘောနော်မြန်မာနိုင်ငံမှာဆိုရင်ရီရှိရဲ့ဆိုရဲအိမ်သားမှာဆိုရီသွေးရေပိုက်ရှိရီသွေးရဲ့ရှိဒီရောက်ရောက်ချင်းရောက်တော့ကွာဟဲ့အိမ်သားတော့ရေပိုက်ကမပါဘူးအဲ့တ िश ူးပဲရှိอ่ะအနေကဟဲ့လို့ငါတ िश ူးနဲ့ဘယ်လိုလုပ်ရမလဲဆိုတ िश ူးရဲ့အရှိလို့မြောက်ဝင်ရီလည်းရှိအောင်ပေါ့ အဲ့အချက်အဲ့တစ်ချက်လေးပေါ့နော်ဒါပေမဲ့အခုကတော့ဆိုဒီကိုရောက်တာအမ်၃နှစ်ခွဲရှိပြီဆိုတော့အခုကတော့အဲ့အရာကိုကြိုဖြစ်လိုက်ပါပြီအဲ့တော့က shop အဖြစ်ရဆုံးကအဲ့အာပဲဘလို့ဖြစ်ဖြစ်တာတော့ဘလို့တိအောင်ဖြစ်လဲဆိုတော့အောင်းတာလုံးဝအောင်းအောင်းမျိုးမှလုံးဝအာမရတော့ဆိုမှအေးဒါတော့တော်တော်အလိုမျိုးဖြစ်ပူကြလားဒီတဲမှာဖြစ်ပွေးဆိုရင်တီးရဲ့အဲ့ကန်စာချက်တီးရ ဆိုနောက်တစ်ချက်ထပ်ပြောပြပါမယ်ပြောပါရဲနောက်တစ်ချက်ကတော့ဒီမှာ public transport ဒီရရထားတော့ bus တော့အရင်စကြီးရစကြီးဆိုဆိုဒီကုဆိုတော့ bus နဲ့ဒီဒီတနည်းအောင်သွားမယ်ဆိုရင်သူကမြန်မာငွေကငွေစည်းတက်သွားတော့အခုမြန်မာငွေနဲ့တွက်ပြီဆိုရင်1000နဲ့မှ900ဝင်ကျင်ကြတယ် ဆိုတော့တနည်းအားသွားမယ်ပြန်လာမယ်ဆိုရင်ဘာမှမဟုတ်ပဲနဲ့ဟိုမှာ2000 1000 800မြင်ကြာပါမှာပေါ့နော်1000ကျော်ဆိုတော့အဲမှာအဲတခါတခါသွားဖို့ကလည်းဈေးကြီးလိုက်တာအဲ့တော့အလိုမျိုးလေးပေါ့နော်တပောင်တော့တုံးလိုက်ပါစိတ်ထဲမှာအဲတပောင်ကညီမြချင်းပါဆိုပြီးအလိုမျိုးလေးဖြစ်တတ်တယ်နောက်တစ်ခုထပ်ပြောမြပြီးမှဖြစ်ပါရဲ့နောက်တစ်ခုကကျတော့ဒီ UK မှာဆိုရင် ဘယ်မှာပဲဘလို့ပဲအညိုလူချင်းချင်းတိုက်မြောင်မှာ sorry ဆိုပြောအရင်ပြောကြတယ်ဆို sorry ဆိုရအရင်ပြောရဟာမှာတကယ်တကြီးတမ်းမြင်တနေ့တနေ့မှာစုစုအနေနဲ့စုလဲ part time job လေးတော့လုပ်တယ်ပေါ့နော်တော့လာတနေ့မှာအပြောအများဆုံးစလုံးပြောရမှာဆို sorry ရ thank you ရဒီနှစ်ခုဘာမှမဟုတ်ဒီလိုလေးနည်းနည်းလေးထိမိသွားရဲ့ဒါမှမဟုတ်တစ်ခုခုပြောပြောပြောတာနည်းနည်းလေး နည်းနည်းလေးလေးတယ်နည်းနည်းလေးမြင်သွားရဲဒါမှမဟုတ်ဘာလို့လဲဆို sorry 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 နဲ့သူကအရင်အရင်အရင်ဟိုအဲ့လိုမျိုးဖိုလိုက်ရင်ကြီးတယ်လို့ပြောရမလားပြီးရင်သူတို့အနေနဲ့ကကျတော့သူတို့ခံစားချက်တွေပြောပြတဲ့နိုင်ငံတခုလို့လည်းမြင်လာရပေါ့နော်ဆိုတော့အဲ့ဒါတော့ sorry ဆိုရဲအတုံးလေးဖြစ်ပါတယ်အစကွာကြတော့စုအနေနဲ့ shop အဖြစ်အဆုံကဒီမှာ air con မရှိဘူး။ရောက်ရောက်ချင်းမှာရောက်ချင်းတစ်ချက်ကိုကဟိုက အဲ့တော့အเจ้าလာတက်တော့အဲ့ဟိုအเจ้าဆောင်မှာနေရပေါ့နော်အเจ้าဆောင်မှာနေဆိုဝင်ဝင်ချင်းဒီအိမ်တစ်ချက်ကြည့်လိုက်ကြည့်ရချင်းမတခုခုလိုနေလားပေါ့အဲ့တော့ညရာဒီရောက်တော့မှတည်ရညရာဒီလည်းအရင်တော့မပူညဒီရညရာဒီရကြတော့မြန်မာနိုင်ငံမိမျိုးနဲ့တူရဲပေါ့နော်ဆိုတော့အရင်မပူဒါပေမဲ့တကယ်တကယ်ပူလာပြီဆိုရင်လည်းတချို့ဟိုအဲ့အရင်ပူလာတဲ့အချိန်မှာတတိထားမိတာအဲ့မှာကြည့်လိုက်တော့ ဟီတာပဲရှိရယ်ဆိုဟီတာပဲရှိရတော့အဲ့ငါတို့ပူဖို့ဘယ်လိုလုပ်ရမှာလဲပေါ့ငါတို့ကပေါ့အဲ့နဲ့တခြားလူရဲ့အခန်းနေတခြားဒီဒီ UK မှာရှိတဲ့တခြားအိမ်တငယ်ချင်းအိမ်လေးတွားကြည့်အောင်အကုန်လုံးအဲ့မှာဘာဖြစ်လို့သူတို့ရဲ့နေရာဒီရဲ့အပူထိန်က6ဒီဂရီကနေ18ဒီဂရီအမြင့်ဆုံး18ဒီပဲရှိရပေါ့နော်ဆောင်းရာဒီမှာဆိုနှစ်ကနေ9ဒီဂရီဆိုတော့ ီမှာအဲ့လောက်ကြီး air con လိုရဲ့ ठी မဖြစ်ဘူးเนาะ air con နေပါတယ်တက်မယ်ဆိုရင်လည်းသူဈေးကဈေးရင်ကြီးရတော့ကြောင်းမလို့မလိုရဲ့တော့မထည့်ထားကြဘူးเนาะဆိုတော့ဒီမှာဆိုရင်အိမ်တိုင်းအိမ်တိုင်းမှာအခု heater ပဲရှိရပေါ့ local ဒီက local ရဲ့အိမ်ဒါပေမဲ့ခုနောက်ပိုင်းဒီနှစ်ဒီတနှစ်နဲ့မနှစ်ကနေပေါ့2024နဲ့ဒီနှစ်2025ကတော်တော်လေးကိုပူတာဆိုတော့အခုချိန်မှာတော့ တချို့အိမ်ကြီးရာအဲကွန်ဒါမှမဟုတ်အဲကူလာမြန်မာနိုင်ငံလိုမျိုးအခုအခုမှရောင်းနေကြတာတွေ့ရရှင်အဲအဲ့အလေးအခုစပြီးခေပြန်စားလိုက်ပေါ့နော် UK မှာဆိုတော့ဒါလေးဖြစ်ပါတယ် UK မှာနေရတဲ့ shock ဖြစ်ရတဲ့အကြောင်းလေးပြပြဟဲ့ညှောက်ပြီးတော့ဖြစ်ပါတယ်ဆိုတော့ဒီအမဒါကြစုရဲ့စုရဲ့အချက်၆ချက်ပဲယူလိုက်တာပေါ့နော်အားလုံး UK လောလောဆယ်ရောက်နေကြလို့ရှိတာရှိရဆိုရင်ကိုရောက်ချင်း ခံစားချက်ဒီထဲမှာမပါသေးတဲ့ဟာလေးညောင်းပဲပြောရပါတယ်။နောက်ပြီးတော့အမ်တခြားနိုင်ငံမှာဆိုရင်တော့ခြားနိုင်ငံမှာဆိုရင်ဘာရရှိရေဆိုတော့အဲ့ဒါလေးညဝေရှင်းနေဆိုရင်ညဝေပြုလို့ရပါတယ်ဗီဒီယိုလေးကိုအခုထိကြည့်ပြီးရတော့ကြောင့်ကျေးဇူးများရေးတင်ပါတယ်เนาะနောက်ဗီဒီယိုတစ်ခုမှာတော့စုကအာဒီမှာရှိတဲ့ထိုင်းနိုင်ငံရဲ့အစားအစာရေပြီးထိုင်းနိုင်ငံရဲ့ အာ activity တစ်ခုအနေနဲ့လုပ်တဲ့ဟာ market တစ်ခုတော့ဖြစ်ရှိပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာအဲ့ market တွေကိုရပ်ပြောင်းပြီးမှဖြစ်ပါတယ်ဆိုတော့ဆက်လက်စောင့်မြင်ကြည့်ပေးပါအောင်ရှင်းကျေးဇူးတင်ပါတယ် bye bye